စီဂျိုယောဂကိုထိ ंछ ုပ်ရာတွင်အရေးကြီးသောအချက်များထဲမှတစ်ခုမှာခြေထောက်ဆောက်ရှောက်မှုဖြစ်သည်ဒါကိုဆရာဝန်တွေနဲ့လူနာတွေကမကြာခဏမသိမသာလွဲချော်သွားကြတတ်သည်စီဂျိုယောဂရှိသူများသည်ခြေထောက်နှင့်ပတ်သက်သောကိတ္တနာများကိုကြုံတွေ့ရနိုင်ခြင်းမြင့်မားသည့်အ धिक အားဖြင့်စီဂျိုယောဂကိုကြာရှည်စွာထိ ंछ ုပ်မရခြင်းကြောင့်အာယုံကြောများနှင့်တွေးလည်ပတ်မှုကစီးမှုဖြစ်ပေါ်လာသည်အာယုံကြောလှုပ်ဆောင်မှုနဲ့တွေးလည်ပတ်မှုယုံနေလာတော့ခါလူနာသည်နာကျင်မှုကို မခံစားနိုင်တော့ဘဲခြေထောက်အနာဖြစ်နိုင်ခြင်းမြင့်မားလာစေသည် ဒါကြောင့်စီးကြိုယောဂရှိသူများအတွက်ခြေထောက်ဆောင်ရှောက်မှုသည်အရေးကြီးပြီးလူနာဒီသူတို့၏ခြေထောက်ကိုဂရုစိုက်ရမည်။ဘယ်နေရာမှာမဆိုးချီပွားဖြစ်မလျှောက်ရ။ဖနှက်ဝတ်ထားရမည်။အစဉ်ပြေပြီးအထဲချုပ်ကောင်းသောဖနှက်များဖြစ်ရမည်။လူနာသည်ညတိုင်းသူတို့၏ခြေထောက်ကိုထိခိုက်မှုရှိမရှိစစ်ဆေးရမည်။ခြေထောက်ကိုတေချာစွာဆေးကြောပြီးခြောက်သွေ့အောင်လုပ်ပြီးနုညံ့သောအဆိုးတပေးဆေးလိမ့်ရမည်။ ခြေထောက်ချောက်တွေ့ခြင်းသို့မဟုတ်ခြေထောက်ပေါ်တွင်အကွဲများရှိခြင်းသည်လည်းခြေထောက်တွင်ယောဂပိုးဝင်စေပြီးအနာဖြစ်ခြင်းသို့မဟုတ်အနာရောင်ခြင်းဖြစ်စေနိုင်သည်ဒါကလည်းလူနာ၏လူနေမှုပုံစံကိုပြောင်းလဲစေပြီးလူနာသည်အသက်နှဲငယ်အတွင်းတေးချစွာရှောက်လန်းနိုင်ခြင်းမရှိဘဲတစ်ခါတရံတွင်လများအထိကြာနိုင်သည်စီဂျိုယောဂရှိသောလူနာတိုင်းသည်ခြေထောက်ဆောင်ရှောက်မှုကိုသိရှိပြီးသူ၏ခြေထောက်ကိုဂရုစိုက်ရမည်။